မင်္ဂလာပါပရိသတ်ကြီးဒီတစ်ခေါက်တင်ဆက်ပေးမယ့်စကားလေးကတော့အလွန်ဆင်းရဲတဲ့ပကြီးဆရာတယောက်ကမှော်ခဲတဲ့အကြောင်းကိုရရှိလိုက်တဲ့အချိန်မှာသူ့ရဲ့ဘဝဘလို့ပြောင်းလဲသွားမလဲဆိုတာကိုကြည့်ရှုခန်းစားရမှာပဲဖြစ်ပါတယ်။တစ်ခါတုန်းကမြို့လေးတစ်မြို့မှာတီဟာနဲ့သူရဆိုတဲ့တငယ်ချင်းတယောက်ကပကြီးပညာနဲ့အတမွေးဝမ်းကြောင်းပြုကနေထိုင်ကြပါတယ်။တနေ့မှာတော့တီဟာပကြီးဆွဲနေတဲ့ရှိကိုကားတစ်စီးရောက်ရှိလာပြီးကားပေါ်မှာတော့ဥထိပ်ပြောင်နဲ့သူ့ရင်မိန်းမမခင်ထားလို့ပဲဖြစ်ပါတယ်။ဦးထေပြောင်ကတီဟာကိုပိုက်ဆံပစ်ပေးလိုက်ပြီးဒါမင်းဆွဲတဲ့ပကြီးရောင်းထွက်လို့ရတာလို့ပြောလိုက်ပါတယ် ဒီအချိန်မှာဦးထိပ်ပြောင်းကခင်တာမင်းရွေးချယ်မှုမှန်ကန်လို့ဒီနေရာမှာထိုင်ရတာတိဟကိုသာရွေးချယ်ရင်ဟိုကားပေါ်မှာထိုင်ရမှာလို့ပြောရင်တိဟရဲ့ကားစုပ်လေးကိုထုတ်ပြလိုက်ပါတယ်တိဟလည်းဒီစကားကိုကြားတော့သူ့ပစ္စည်းတွေကိုသိမ်းပြီးကားစုပ်လေးနဲ့အိမ်ပြန်လာခဲ့ပါတယ်တိဟလည်းရလာတဲ့ပိုက်ဆံလေးနဲ့အကျွေးတင်နေတဲ့အိမ်လာစားရှင်ပြီးပကြီးပြကန်းပိုင်ရှင်ကိုစမ်းရှည်စီကိုထွက်လာခဲ့ပါတယ် တရားကသူပ္ပကြီးကားတွေကိုကိုဆန်းရှိပြကန်းမှာပြပေးဖို့တောင်းဆိုပေးမိကိုဆန်းရှိကတော့ပြကန်းလုပ်တယ်ဆိုတာဇေယိဆက်ကကြီးတာကြောင့်တိဟပေးတဲ့ပိုက်ဆံနဲ့အဆင်မပြေဘူးလို့ညင်လိုက်ပါတယ်ဒီလိုနဲ့တိဟလည်းစိတ်ညစ်ပြီးသူ့ရဲ့မျက်မမြင်ကောင်းမလေးမင်းနုအလုလုတဲ့ဆိုင်ကိုရောက်လာခဲ့ပါတယ်ဟိုရောက်တော့မင်းနုကိုမျက်မမြင်ဆိုပြီးစနေတဲ့ငနေတကောင်ကိုပညာပြလိုက်တာဘလားမများတော့တိဟတယောက်ထုခံလိုက်ရပါတယ် ဒါနဲ့နှစ်ယောက်သားအိမ်ရောက်တော့မင်းနုကဆေးထည့်ပေးရင်အနမ်းမိုးတွေရွာတော့မယ့်အချိန်မှာသူရမျက်နှာကြီးပေါ်လာတော့မင်းနုလည်းရှက်ရှက်နဲ့ပြန်သွားပါတော့တယ်။မင်းနုပြန်သွားတော့တီဟာနဲ့သူရလည်းအရက်တူတူထိုင်တော့ကစကားပြောနေရင်အိပ်ပျော်သွားကြပါလိမ့်။အိမ်နေရင်အတန်ကြာတော့တီဟာလည်းနိုးလာပြီးအပေါ်ကိုမော့ကြည့်လိုက်တော့ပကံများပြန်ကြီးတစည်းကိုတွေ့တော့အံ့ဩသွားကအသာလေးအိတ်ချင်အောင်ဆောင်ပြီးချောင်းကြည့်နေလိုက်ပါလိမ့်။ပကံများပြန်ကြားထဲမှာဂျိုသားသုံးကောင်ထွက်လာတဲ့အခါမှာတော့တီဟာလေးထူးဆန်းလာကြောင်းဖုန်းကိုထုတ်ပြီးပုံရိုက်လိုက်တာကိုဂျိုသားတွေသိသွားတဲ့အခါမှာတော့ ချက်ချင်းဆိုသလိုဂျူသားတွေရောပကံများပြန်မပြောက်ွယ်သွားပါတယ်။အဒီနေရာမှာစုပ်တံလေးတစ်ချောင်းပဲကျန်ခဲ့ပြီးတီဟာလည်းကောက်ယူသိမ်းထားလိုက်ပါတယ်။နောက်တနေ့ရောက်တော့တီဟာကဒီအချောင်းတွေကို သူရကိုပြောပြနေပေမယ့်သူရကတော့သူ့ဆွဲထားတဲ့ပကြီးကိုသာစိတ်ဝင်စားနေခဲ့ပါတယ်။နောက်တနေ့မှာတော့တီဟာပကြီးဆွဲရင်ခဲတံလူလူထုတ်ခဲတံကိုတုံးလိုက်တဲ့အခါမှာတော့ခဲတံနဲ့ဆွဲသမျှအရာတိုင်းဟာအစစ်ဖြစ်ပြီးသူ့စီရောက်လာခဲ့တာပဲဖြစ်ပါတယ်။ဒီအချောင်းကိုသူရကိုပြောပြဖို့အင်ကိုပြန်လာခဲ့ပါတယ်။ သူရကမယုံနာကြောင်လက်တွေဆန့်သက်ပြလိုက်တော့မှသူရလည်းယုံကြည်သွားပါတော့တယ်။အနည်းငယ်လာလာမွေးတင်နေတဲ့ငမွေးနှကောင်ကတော့ရရှိလာတဲ့အခွင့်အရေးကိုလက်လုံးမခံပေထိုခဲတံနဲ့ပိုက်ဆံပုံအကြီးကြီးကိုဆွဲလိုက်ပါတယ်။ထိုပိုက်ဆံတွင်နေအိမ်ချံကလူရာတွေအကုန်လုံးဖန်တီးပြီးတော့ကပအချမ်းသာဆုံးသထွေးတွေလိုမျိုးစိန်ခံနေပါတယ်။တီဟာကလည်းမေနုကိုလူများရှိမှလက်ထက်ခွင့်တောင်းပြီးမေနုမျက်လုံးလေးခဲတံအစွမ်းနဲ့ပြန်ကောင်းအောင်လုပ်ပြလိုက်ပါတယ်။ မင်းတို့မျိုးလုံးပြန်ကောင်းလာတဲ့ချိန်မှာတော့ချက်ချင်းဆိုသလိုပဲတခြားတနီယာကဟောလိဝုဒ်မင်းသမီးဟာဇက်ကားရရင်ရုပ်တရက်မျက်စိကွဲသွားခဲ့ပါတယ်။ရဲစခန်းမှာလေဟိုဟာပြောက်ဒီဟာပြောင်းတဲ့တိုင်ချက်များစွာရှိနေပြီးပျောက်ဆုံးမှုတွေကလည်းထူးဆန်းနေပါတယ်။တီဟာနဲ့သူရာကတော့သူတို့ပိုင်ဆိုင်ထားတဲ့ခေတန်ကဘလို့မျိုးလေးဆိုတာကိုသိချာမသိပဲသူတို့ကောင်မလေးတွေနဲ့ပြောပါနေကြပါတယ်။ဒီအချိန်မှာတီဟာနဲ့မရလူဖြစ်ခဲ့ဘူးတဲ့ဦးထိပ်ပြောင်ဟာတီဟာတို့ချမ်းသာတာတွေ့ရသားရုံမဖြစ်နိုင်ဘူးလို့ယုံကြည်ကဘန်ကပိုက်ဆံတွေပြောက်တာဟာတီဟာတို့နဲ့ပတ်သက်နေတယ်လို့ရေကိုသတင်းပေးလိုက်ပါတယ်။ ။တရားကတော့ကိုစံရှိရဲ့ပကြီးပြခဲမှာသူ့ရဲ့ပကြီးကားတွေကိုလေးလံတင်ရောက်နေစဉ်ရဲနှစ်ယောက်ကအတမန်ပုံစံနဲ့လာရောက်ဆုံဆန်းနေခဲ့ပါတယ်။ပြပွဲပြီးကနီးမှာရဲရာရှိတန်ဖုံရောက်လာပြီးပျောက်ဆုံးနေတဲ့ပစ္စည်းတွေဟာတရားတို့နဲ့သက်ဆိုင်ကြောင်းလမ်းပြောပါတယ်။အရာရှိလဲတရားတို့ကိုစစ်မိတဲ့အခါမှာတော့တရားကလည်းအမှန်တိုင်းဝန်ခံလိုက်ပြီးသူတို့မှာအထူးစွမ်းအင်ရှိတယ်။အရာရှိလိုချင်တာသာပြောလိုက်လို့ဆိုတဲ့အခါမှာတော့အရာရှိကနောက်ဆုံးပေါ်ကားလိုချင်တယ်လို့ပြောလိုက်ပါတယ်။ ခဏအကြာမှာတော့အရာရှိလိုချင်တဲ့ကာရစီကိုချက်ချင်းရရှိလာတာကြောင့်အရာရှိလဲကြောင်တောင်တောင်ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာစက္ကန့်ဘက်ကဖုံးထက်ဆက်ပြီးကာရစီပြောင်းသွားကြောင်းလမ်းပြောပါတယ်။ဒီတော့မှတရားတို့လည်းခဲတံရဲ့အစွဲကိုသဘောပေါက်သွားပြီးတခုရရှိလာပေမယ့်တခြားတနေရာမှာတော့တခုကိုဆုံရှုံသွားတာကိုသိသွားပါတော့တယ်။တရားတို့ကလည်းချက်ချင်းဖမ်းမခံရပေမယ့်ရဲတွေရဲ့စောင့်ကြည့်ခြင်းကိုခံထားရပါတယ်။အဲ့ဒီညမှာပဲတီဟာရဲ့အရင်မိမဟာဦးထိပ်ပြောင်တဲ့ရန်ဖြစ်လာပြီးတီဟာစီကိုရောက်လာခဲ့ပါတယ် သူရင်ကားမှခဲ့တာတွေကိုတောင်းပန်ရင်းမနေ့ပြန်သူမျိုးကိုပြန်မာမလို့တီရာကိုလာနှုတ်ဆက်တာဖြစ်ကြောင်းပြောပါတယ်။နှစ်ယောက်သားစကားတွေရင်ဖွင့်ရင်းတီဟာကတော့အမှုလွန်ပြီးခင်သားကိုတင်ထားတဲ့မော်ဒန်ကိုထုတ်ပြလိုက်ပါတယ်။ဥထိပ်ပြန်ရဲ့အကြံနဲ့ရောက်လာတဲ့ခင်သားကတော့ခဲတံကိုယူပြီးဥထိပ်ပြန်ကိုပေးလိုက်ပါတော့တယ်။နောက်နေ့မနေ့နိုးလာတော့တီဟာကညာကသူ့ဘာတွေလှုပ်လိုက်လဲဆိုတာကိုမမှန်မိပါဘူး။သူရားနဲ့နှစ်ယောက်သားတိုင်ပင်ပြီးခဲတံကိုရဲလက်အပ်ဖို့ဆုံးဖြတ်လိုက်ပြီးမိဒီလိုလုံးလိုက်ရင်မင်းနုဟာအရင်လိုမျက်မမြင်ပြန်ဖြစ်မှာကိုလဲဆိုရင်တဲ့အတွက်စဉ်းစားရခက်နေပါတယ် မင်းနူးကတော့သူမြင်ရတဲ့အလင်းရောင်ဟာသူတပားအမောင်ဖြစ်သွားမှရလာတာဆိုရင်သူမလို့ချင်းဘူးအရင်လိုဘဝပဲပြန်နေမယ်လို့သဘောထားပြေစွာနဲ့ပြောလိုက်ပါတယ်အားလုံးကလိမ်မာသွားပြီးအမားတွေကိုဝန်ခံရင်ခဲတံကိုရဲလက်အပ်မလို့လောက်ကမှခဲတံပြောင်းနေမယ်တည်သွားပါတယ်ခဲတံရရှိသွားတဲ့ဥထိပ်ပြောင်းကတော့သူ့ရဲ့သဘောတရားကိုသိချမသိပဲသူ့စိတ်ထဲရှိရာတွေကိုရှောက်လုံနေပါတော့တယ်သူလိုချင်းနဲ့နန်းတော်တွေအလှမယ်တွေပေါ်လာအောင်လုပ်ပြီးသူ့ကိုယ်သူလည်းစစ်သူကြီးလိုလုပ်ထားပါတယ် အလားမယ်လေးကတော့ပြိုင်ပွဲကနေရုတ်တရက်ရောက်ရှိလာတဲ့အတွက်အံ့ဩသွားပြီးကြောက်ရွံ့နေပါတယ်။ဒီအချိန်မှာတီဟာရုနဲ့ရဲတွေရောက်ရှိလာပြီးဥထိပ်ပြောင်လှုပ်ထားတဲ့အရာတွေကိုသူ့နေရာသူပြန်ပို့ဖို့ကောင်မလေးကိုလှုပ်ပေးဖို့ပြောလိုက်ပါတယ်။ဥထိပ်ပြောင်ကလက်မခံပေလက်ကဘာကိုသွားမယ်ဆိုပြီးပန်ဒိုရာဂျိုရင်ကိုပါထက်ဆွဲလိုက်ပါတယ်။ဒီအချိန်မှာဂျိုရောက်ရှိလာပြီးဂျိုသားသုံးကောင်ထပ်ပေါ်လာပါတယ်။ငါတို့ယင်ကိုမိခေါ်လိုက်တာလားလို့တီဟာကိုမေးတော့တီဟာကဂျူစားစကားကိုနားမလည်ဘူးလို့ပြောလိုက်ပါတယ်။ဘူမတိဘာမတိသူရာကမင်းကိုနှုတ်ဆက်နေတာလို့ပြောလိုက်ပါတယ်။ တီဟာကလည်းနှုတ်ဆက်တယ်အထင်နေကဘာမီကနေကြိုးစိုးပါတယ်လို့နှုတ်ဆက်လိုက်ကကျူသားကစိတ်ဆိုးပြီးလဲပင်းကနေကင်မြောင်းလိုက်ပါတော့တယ်အကုန်လုံးလန့်သွားကြပြီးရဲမှုကဒီလိုမလုပ်ပါနဲ့သူ့ကိုအောက်ချပေးပါလို့ချီဟန်လက်ဟန်နဲ့ပြောမှချပေးလိုက်ပါတယ်သူတို့စကားပြောနေတော့ကျူသားတွေကိုတတ်ဖို့ဆိုပြီးတင်ကားတစ်စီးကိုဖန်တီးလိုက်ပြီးအသင်ပြန်ထားလိုက်ပါတယ်သူတို့ထက်လဲတဲ့ကျူသားတွေကအမြောက်တန်ကိုအမိနဲ့ပြန်ရထားကကားထဲကိုချိန်ထားလိုက်ပါတယ် ဒါတောင်အပြင်ကိုချက်ချင်းမထွက်တာကြောင့်ကျူသားကဆွဲထုတ်လာမှခွေးကြဝက်ကြကြသွားပါတော့တယ်။ဥထိပ်ပြောင်လက်ထဲကခဲတံကိုဆွဲယူပြီးကြည့်လိုက်တဲ့အခါမှာတော့ကျူသားတွေပူဒေါသထွက်သွားပြီးဘာလို့ခဲတံကိုဖျက်ဆီးလိုက်တာလဲလို့မိလိုက်ပါတယ်။ကျူသားတွေကဥထိပ်ပြောင်ကိုတတ်တော့မယ့်အချိန်မှာသူ့ရဲကောင်းလေးမောင်တိဟာရောက်ရှိလာပါတယ်။ဒီပစ္စည်းဒီလိုဖြစ်ရတာဥထိပ်ပြောင်ကြောင့်မဟုတ်ဘဲသူ့လှုပ်လိုက်လို့ဖြစ်တာပါလို့ပြောလိုက်ပါတယ်။သူကပကြီးဆရာတယောက်ဖြစ်တဲ့အတွက်ပကြီးဆွဲဖို့ခဲတံလို့လို့ချုံရင်းကနေဒီလိုဖြစ်သွားတာပါ။ အပြစ်ပေးခြင်းသူ့ကိုပေးပါလို့ဦးထိပ်ပြောင်းနဲ့မဆိုင်ပါဘူးလို့ပြောလိုက်ပါတယ်။ဒီအချိန်မှာတော့ဂျိုသားဟာတီဟကိုအနီးကပ်ကြီးလိုက်ပြီးဒီဂျိုကငါတို့ဂျိုလိုပဲလောဘသမားတွေပဲရှိတာမဟုတ်ဘူး။တရားမျှတသူတွေနဲ့စိတ်ထားကောင်းသူတွေလည်းရှိတယ်လို့ပြောလိုက်ပါတယ်။ကျိုးသားတွေကလည်းအန်ဒီရမပေးတော့ပဲပြန်တော့မယ်လို့နေတော့မှတီဟာကဥထိပ်ပြောင်းမှွေသွားတဲ့ပစ္စည်းတွေကိုသူ့နေရာသူပြန်ပို့ပေးဖို့ကူညီတောင်းလိုက်ပါတယ်။ကျိုးသားကလည်းတီဟာပြောတာကိုလက်ခံပြီးကူညီလိုက်ပါတယ်။ဒီတော့မှအရင်ကပြောက်ခဲ့တာတွေအကုန်လုံးလူမှန်နေရာမှပြန်ရောက်သွားပါတော့တယ်။ ထို့အဖြစ်ပြန်တဲ့အတူမေနူလည်းရင်လိုဘဝမျိုးလေးပြန်ဖြစ်သွားပါတယ်။မျက်စိမမြင်ပေမယ့်စိတ်ထားပြေဝတဲ့မေနူကတော့တိဟရဲ့အချစ်တွေကိုအမြင်မြင်နေရပါတယ်။ခုထိပ်ပြောင်တဲ့တပည့်ကျော်နှစ်ကောင်ကတော့သူများဟာတွေငှားဝေထားတဲ့အကျိုးကျေးဇူးကြောင့်ကိုလုံးဒီနဲ့စတိလက်ကောက်ကိုဝေပြီးရဲစခန်းပါသွားပါတော့တယ်။လူချင်းမီတို့စီကိုလည်းဒီလိုခဲတံမျိုးကန့်ထူပြီးရောက်ရှိလာခဲ့ရင်ဥထိပ်ပြောင်လိုကြောင်တောင်တောင်တွေရှောက်မလို့ပဲအကျိုးရှိရှိအသုံးချနိုင်ကြပါစေလို့အကြံပြုရင်းနှုတ်ဆက်ခဲ့ပါတယ်ရှင်။